TikTok မှာကျွန်တော်ကြည့်ပြီးသားဗီဒီယိုလေးတွေကိုပြန်ဘလို့ကြည့်ရမလဲဆိုတာကိုသိချင်ပါသလားသိချင်လဲဆိုရင်တော့မိတ်ဆွေတို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြပါเนาะပုံမှန်ဖြစ်စဉ်ကျွန်တော်ကြိုက်တဲ့ဗီဒီယိုလေးဆိုရင် like လုပ်ထား like လုပ်ထားရအောင်ဆိုရင်ကျွန်တော် favorite နေရာမှာသွားကြည့်လို့ရတယ်ဒါပေမဲ့တစ်ခါလေကြာရင်ကျွန်တော် like မလုပ်ဘဲနဲ့ဒီတိုင်းကြည့်ရင်ကြည့်နေတဲ့အဲ့ဗီဒီယိုတွေကဘယ်နှရောက်သွားမှမသိဖြစ်သွားတယ်အဲ့ဒါကိုကျွန်တော်ပြန်ပြီးတော့ history ပြန် check လုပ်တာပေါ့နော် history ပြန်ကြည့်ရဲ့နီးကိုကျွန်တော်ပြပြပေးသွားမှာမယ်ပရမအုပ်ဆုံးကိုယ့်ရဲ့ဒီ profile ထဲဝင်လိုက်ပါ ပြီးရင်ဒီကွာ34ကိုဝင်လိုက်ပါနော်34ကိုဝင်ပြီးွားရင်ဒီမှာ certain privacy ဆိုတာရှိပါတယ်တချို့ရေဖုန်းမှာဆိုရင်တော့ဒီနေရာမှာတင်သွား history ဆိုတာကိုတွေ့ရမှာမယ်ဒါပေမဲ့တချို့ဖုန်းထဲမှာဆိုရင်တော့မတွေ့ရဘူးပေါ့နော်တကယ်လို့ဒီလိုပုံစံကျွန်တော်ပုံစံအတိုင်း history ကိုမပေါ်ဘူးဆိုရင်ပထမဆုံးကျွန်တော်ဒီ activity center ဆိုရာရှိရယ်ဒါလေးဒီတဲ့ဝင်ရမယ်ကျွန်တော်ဒီမှာတွေးလိုက်မယ် watch history ဆိုရဲဟာကိုတွေးလိုက်မယ်အဲ့ဒါကိုနှိပ်ပြီးတော့ကျွန်တော်ကြည့်ရဲ့ video အတိုင်းအားလုံးကြည့်လို့ရပါပြန်ပြီးတော့ကြည့်လို့ရပါဘောနော် ီထဲမှာကိုတည်ချင်တဲ့ဗီဒီယိုကိုပြန်ကြည့်ချင်တဲ့ဗီဒီယိုလေးတွေဆိုရင်အကုန်လုံးဒီမှာရှိပါတယ်ဒီနေ့အတိုင်းလုပ်လိုက်ပါနော်တခြားတည်ချင်တဲ့အကြောင်းအရာလေးရှိရင်လည်း comment မှာရေးလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါခင်ဗျ